โอเคဒီနေ့မှာတော့ဈေးတန်း3သိန်းကနေ9သိန်းကြားထဲမှာဖုန်းအဝယ်မမားစေဖို့အတွက်ရွေးချယ်တဲ့ဖုန်းလေးတွေကိုပြပြရမယ်။ဘာလို့ဆိုတော့ဒီဈေးတန်းမှာရှိတဲ့ဖုန်းတွေကအားသာချက်ရှိပြီးလို့အားနဲ့ချက်တွေရလည်းရှိတယ်။ဆိုတော့မိတ်ဆွေကဖုန်းဝယ်ဖို့အတွက်စဉ်းစားနေတဲ့သူတယောက်ဖြစ်မယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ။ဖုန်းနဲ့ပတ်သက်ပြီးရောသိချင်တာတခုရှိမယ်ဆိုရင်လည်းဒီဗီဒီယိုရဲ့ comment အောက်မှာဝင်ရောက်မေးမြန်းသွားလို့ရပါလို့ပြောနေတယ်ပဲ။ intro ဝင်တာလေးကိုလျှော့ပြီးတော့ဗီဒီယိုလေးကိုစကြတာပေါ့။ပထမဆုံးကျွန်တော်ရွေးချယ်ပေးတဲ့ဖုန်းက3သိန်းစွန်းစွန်းလေးမှာ infinite smart night ဒီဖုန်းက3သိန်းဝန်းကျင်မှာဆိုလို့ရှိရင်တော့ရွေးချယ်စရာအကောင်းဆုံးလို့ ို့ပြောလို့ရတယ် Infinite Phone ရဲ့ UI ဘိုင်းနေ long တက်အသုံးပြုလို့ရတာတွေမရတာခဏမေးတာပြီးတော့ဒီအချက်လေးတွေကိုတစ်ချက်ကြည့်လိုက်ပထမဆုံးဒီဖုန်းကိုကျွန်တော်ရွေးချက်ပေးရတဲ့အချက်ကဒီဖုန်းရဲ့ screen refresh rate က 120Hz ကို support လုပ်ပေးတာကျွန်တော်တို့ budget phone တွေမှာကျွန်တော်တို့အများစုတွေ့ရတာက 90Hz လောက်ပဲတွေ့ရလိမ့်ရှိတယ် ဘတ်ဂျက်ဖုန်းမပြောနဲ့တချို့သော mirage ဖုန်းတွေခုနှစ်သိန်းဝန်းကျင်ဖုန်းတွေမှာတောင်မှ 90hz နဲ့ဖုန်းတွေကရှိနေတယ်ဆိုတော့ဒီလိုမျိုးဘတ်ဂျက်ဖုန်း3သိန်းဝန်းကျင်ဖုန်းတစ်လုံးမှာ 120hz ပတ်ဝင်လာရတဲ့ဘာတွေကောင်းလာမလဲဆိုရင်ကျွန်တော်ဒီ screen scroll လုပ်တဲ့အခါမျိုးတွေ slide လုပ်တဲ့အခါမျိုးတွေမှာမြန်မြန်ဆန်ဆန် smooth ဖြစ်ဖြစ်နဲ့အသုံးပြုလို့ရတယ်နောက်ထပ်ဒီဖုန်းမှာကျွန်တော်သဘောကျတစ်ခုကသူ့ရဲ့ speaker ပိုင်း stereo speaker တွေကိုသုံးမိတာဒီ stereo speaker ဆိုတာကကျွန်တော်တို့ခုနှစ်သိန်းဝန်းကျင် mirage level ဖုန်းတွေမှာပဲကျွန်တော်တို့တွေ့လေဒေတာရှိတယ်ဘတ်ဂျက်ဖုန်းတွေမှာလည်းတစ်ခါတည်းရန်ရမ်းရန်ခါတွေ့ရလိမ့်ရှိတယ်ဒါပေမဲ့3သိန်းဝန်းကျင် င်မှာဆိုတာမျိုးကအရန်ကူမှာရှားရဲဒီစတီရီယိုစပီကာကပုံမှန်သောစပီကာတွေထက်ဘာအားသာချက်တွေရှိလဲဆိုရင်အတန်ထွက်ကျဲတယ်ကြည့်ရဲပြည့်စင် noise ကို cancel လုပ်ပေးနိုင်တယ်ဒီလိုမျိုးအားသာချက်တွေရှိရဲတခြားသောအပိုင်းတွေမှာတော့ budget standard နဲ့အညီသွားပေးတာလေဆိုတော့ဒီဖုန်းကဘယ်လိုတွေထက်အဆင်ပြေမလဲဆိုရင်ကျွန်တော်ရုပ်ရှင်ကြည့်မယ် social media ဘိုင်းတုံးမယ်အဲဂိမ်းကိုနည်းနည်းပပဆော့မယ်နည်းနည်းပပဆော့နည်းနည်းပပလေးပဲ ဘယ်လိုရှိဓာတ်ပုံဆိုလဲပို့ပါဘာရိုင်းမဲ့တူရတဲ့ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဆိုတော့ဘယ်လိုတူရတဲ့အဆင်မပြေနိုင်မလဲဆိုလို့ရှိရင်တော့ဂိမ်းကိုအရန် heavy ဆော့မယ်ကင်မရာအသားပြီးရိုင်းမဲ့တူရတဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းကအဆင်မပြေနိုင်ပါဘူးလို့ပြောရင်းနဲ့ပဲနောက်ထပ်ဖုန်းတစ်လုံးစီကိုသွားကြတာပေါ့နောက်ထပ်ဖုန်းတစ်လုံးအနေနဲ့က UI ဘိုင်ရော brand image ရောကောင်းတဲ့ဖုန်းတစ်လုံးကိုကျွန်တော်ရွေးချယ်ပေးတာဒီဖုန်းက Samsung ရဲ့ A06 ဇနောအဖြစ်တော့၄သိန်းခွဲဝန်းကျင်မှာရှိရယ်ဒီဖုန်းကစာရွက်ပေါ်ကငန်းနန်းနဲ့အရာတော့တင်းတဲ့ဇီယန်တို့တခြားသောဖုန်းတွေနဲ့ရှင်မယ်ဆိုရင်အားနေကောင်းအားနေနိုင်တယ်ဒါပေမဲ့တကယ်လက်တွေ့ reality မှာတော့ specification is not everything ဆိုတာမျိုးဖြစ်သွားလိမ့်မယ်ဒီဖုန်းရဲ့ display က6.7 inch အကြာရှိပြီးတော့ HD+ resolution နဲ့လာတယ်ဒီဖုန်းစစထွက်ခြင်းတော့ကျွန်တော်သေချာလေးစမ်းမှုရယ်ဒီဖုန်းနဲ့ရုပ်ရှင်တွေပိုင်းကြည့်ရအခါမျိုးမှာ contrast ကောင်းတယ် color ပိုင်းကစိုးရဲဘက်ကိုပို့ပြီးတော့မှသွားတယ်ပြီးတော့ camera ပိုင်းလေးလည်းမစိုး two megapixel main camera ရယ် two megapixel depth sensor ရယ် eight megapixel selfie camera ရယ်ဒါပေမဲ့တကယ်တကယ်တမ်းမှာအသုံးခွင့်တာကကြတော့ 15 megapixel main camera တစ်လုံးပဲရှိတယ်။ budget phone ရဲ့ထုံးစံတိုင်းမှာကျွန်တော်တို့နေကင်းဘက်အလင်းရောက်အားကောင်းတဲ့နေရာမှာရိုက်မယ်ဆိုလို့ရှိရင်တော့ပုံထွက်လေးတွေက detail ကောင်းတယ် control ကောင်းတယ်ဆိုတဲ့အရာမျိုးကိုဒီကသွားတယ်။ဒါပေမဲ့အလင်းရောက်အားနေတဲ့နေရာမျိုးမှာရိုက်မယ်ဆိုလို့ရှိရင်တော့ပုံတွေက noise တွေထတာမျိုးတွေဘာလို့လဲဆိုရင်ကိုရိုက်တဲ့အရာကကြည်လင်ပြတဲ့ဓာတ်ပုံတွေကိုမရရှိသေးဘူး။ဒါကတော့ formula ပဲ။ channel 2 megapixel ဓာတ်စင်ဆာဆိုတာကကျွန်တော် depth of field လို့ခေါ်တဲ့ရှိတိနာဝါ portrait ပုံတွေရိုက်တဲ့အခါမျိုးမှာအထောက်ကိုပြုပေးတယ်။8 megapixel selfie ဆိုတာကတော့သူကပုံမှန်ပဲ။ဟာဝေးပိုင်းမှာဆိုလို့ရှိရင်တော့ media ထက် helio G80 ကိုမှ Grand Force 60ဝင်ခဲ့လာမယ်ဆိုတော့ဒီ SOC ကအရန်အကောင်ကြီးမဟုတ်ဘူးဆိုရင်အာ game ကိုမရောက်ကွာရအောင်ဘလို့အချိန်နေမှာမျိုးမှဖြစ်ဖြစ်ရအောင်ဆော့မယ်ဆိုရင်သူအနေနဲ့ကတော့ graphic setting လေးကိုနည်းနည်းလေးရှင်းဆော့မယ်ဆိုရင်တော့ပြင်အဆင်ပြေကောင်းပြင်နိုင်တယ်ဒါပေမဲ့သူကပါလာတဲ့ 64K ကြောင့်ကိုက4ရဲ့ storage space ကိုအတုံးများတဲ့သူဘယ်လိုရှိရုပ်ရှင်နဲ့ video တွေ download ဆွဲရများတဲ့သူတွေဖြစ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမှာတော့မဟုတ်ဘူးပရိပိုင်မှာဆိုလို့ရှိရင်9000 mili amp power မှာ 25W နဲ့လာမယ်ဒီ 25W ဆိုတာကသူ့စင်တော့တူတန်ရာကြည့်မယ်ဆိုလို့ရှိရင်တော့လက်ခံပြီးလို့ရ တယ်ဘာလို့ဆိုတော့ဒီ Xenon တီတန်းမှာတချို့သောဖုန်းတွေမှာက 15W တို့ 80W တို့ဒီလိုမျိုးတွေရှိနေတဲ့အတွက်ဒီ 25W ဆိုတာကကျွန်တော်အနေနဲ့ဆိုရင်တော့လက်ခံပေးလို့ရတယ်ဆိုတော့ဒီဖုန်းကဘယ်လိုသူတစ်အဆင်ပြေမလဲဆိုရင် screen size ကြီးကြီးကုန်မှာပုံမှန် daily use သုံးမယ်ကင်မရာပိုင်းလေးလည်းအဆင်ပြေရမယ် battery နဲ့ design ပိုင်းလေးလည်းလှရမယ် ပြောလို့ရတယ် Samsung လိုမျိုး brand မျိုးလဲကန်ကျင်လဲဆိုရင်တော့ဒီဖုန်းလေးကအဆင်ပြေတယ်ဘလို့သူတို့အတွက်အဆင်မပြေမလဲဆိုရင်တော့ခင်အရန်ဆော့တဲ့သူတွေဖုန်းရဲ့ storage space ကိုအကုန်ညားတဲ့သူတွေပြောချက်ကင်မရာပိုင်းမှာဆိုရင်လဲ selfie camera အရိုက်ညားတဲ့သူတွေတက်ဆိုရင်တော့ဒီဖုန်းကအဆင်မပြေပါဘူးလို့ပြောရင်လည်းနောက်ထပ်ဖုန်းတစ်လုံးစီကိုသွားကြတာပေါ့နောက်ထပ်ဖုန်းတစ်လုံးအနေနဲ့ကတော့3သိန်းနဲ့5သိန်းချောင်းမှာအကျန်းခံရမယ်ဘယ်ဒီ ampere များတာကြိုက်တဲ့သူတွေအတွက်ကျွန်တော်ရွေးပေးချင်တာက Oppo ရဲ့ A3 ရဲ့ဒီဖုန်းကိုလို့လို့လည်းမြင်ဦးမှာပေါ့ဒီဖုန်းစစထွက်ကြတဲ့တော့ဆိုလို့ရှိရင်ဒီဖုန်းကဘယ်လောက်ထိအကျန်းခံမှာလဲဆိုတာမျိုး review တွေက durability test ဒီစမ်းမြဝူတာမျိုးမိတ်ဆွေတို့တွေ့ဘူးလေ။ဒီဖုန်းကဘယ်လောက်ထိအောင်မှအကြမ်းခံလဲဆိုလို့ရှိရင် military grade shock resistant multiple liquid resistant အပြင်ကို SDR ပါလဲ fighter rating ကိုရတာလေ။ဆိုတော့အကြမ်းခံမှုနဲ့ပတ်သက်လို့တော့ budget phone တစ်လုံးအနေနဲ့မိတ်ဆွေယုံကြည်ထားလို့ရတယ်။ IP rating ဘိုင်းမှာဆိုလို့ရှိရင်လည်း IP54 လိုမျိုးကိန်းကန်းနဲ့လာတယ်။ဒီကိန်းကန်းကကျွန်တော်တို့ရေစိမ့်တန်ရေစိုတန်တော့မဟုတ်ဘူးဆိုပေမဲ့အာရေစင်တန်လောက်ကတော့ဒီဖုန်းမှာကောင်းကောင်းခံနိုင်တယ်။နောက်ထပ်ဒီဖုန်းမှာအကြမ်းခံမှုပင်ကျွန်တော်သဘောအကြောင်းတစ်ခုကသူ့ရဲ့ battery ပဲ။ battery ပဲမှာဆိုလို့ရှိရင်9100 mAh အောင် ှာအညာအားသက်စနစ်အနေနဲ့က45 watt ဖတ်ချရင်းနဲ့လာတယ် ထန်ဒွဲ့မီလီအမ်ဘဝပုံများလာတာသိမသိတာလို့ဆိုရင်လည်း45ဝက်ဖွဲကြခြင်းဆိုတာကတော့ဒီစင်းလုံးဒီတန်းမှာတော်တော်လေးဥမှာရှားရတဲ့မှာပါဝင်တယ်အဲ့တော့ဖုန်းက0200ပါဆန်ကိုအထင်အားဖြင့်တနာရီလောက်အားသင့်ရုံနဲ့အားပြနိုင်မယ်ဆိုတော့လည်းရှင်မြန်မာနိုင်ငံမီးအခြေအနေရကြည့်မယ်ဆိုလို့ရှိရင်လည်းတေချာဖို့အဆင်ပြေလိမ့်မယ်နောက်ဒီဖုန်းမှာအားသာချက်တစ်ခုကသူ့ရဲ့ processor အပိုင်းဒီဖုန်းမှာသုံးမိတဲ့ SoC က Snapdragon 6S1 ဆိုတဲ့ SoC ကိုသုံးမိတာရယ်ဒီဈေးတန်း5000အောက်ဆိုတဲ့ဈေးကမှဒီ Snapdragon 6S1 ဆိုတာကတော်တော်လေးအဆင်ပြေရလို့ပြောလို့ရတယ်ဆိုတော့မိတ်ဆွေက Mobile Legends ကိုဘာလို့ဆော့မယ်ဆိုလို့ရှိရင် င်လဲ graphic setting နဲ့ short ဆုံးမယ်ဆိုရင်တော့ကောင်းကောင်းဆော့လို့ရတယ်ကင်မရာပိုင်းမှာတော့ကျွန်တော်လုံးဝအားမရဘူး8 megapixel main camera ရဲ့5 megapixel selfie camera ရဲ့ပါတယ်ဆိုတော့ကိုအဖြစ်လုပ်ပေးရကျွန်တော်တို့ပေါ့ပေါ့ပါဓာတ်ပုံရိုက်မယ်အဲ့ဒီ saturation ကလွယ်ပြီးတော့တခြားသော saturation တွေမှာလုံးဝအဆင်ပြေမှာတော့မဟုတ်ဘူးဆိုတော့ဒီဖုန်းကဘယ်လိုသွေးဝယ်တယ်လဲဆိုရင်ဖုန်းတစ်လုံးမှာအကျန်းခံရမယ်အားသွင်းမြန်ရမယ် daily use သုံးမယ်ဂိမ်းနည်းနည်းပါးပါးဆော့မဲ့သူတွေအတွက်အဆင်ပြေရယ်ကင်မရာအရိုက်များတဲ့သူတွေအတွက်ဒီဖုန်းကလုံးဝအဆင်မပြေပါဘူးလို့ပြောရင်းနဲ့ပဲနောက်ထပ်မေးခွန်းတစ်ခုစီကိုသွားကြတာပေါ့နောက်ဆုံး9သိန်းဝန်းကျင်မှာကျွန်တော်ညွှန်ပေးခြင်းတဲ့ဖုန်းက Realme ရဲ့ Note 10တင်ပြီးတော့ဒီဖုန်းကကျွန်တော်ကိုဘယ်ဖုန်းဝယ်ရမလဲလာမေးတဲ့သူတွေကိုကျွန်တော်အများအားညွှန်ပေးနေကြဖုန်းဈေးရန်9သိန်းဝန်းကျင်မှာ global rule နဲ့ china rule နဲ့မေထားလိုက်မယ်ဆိုလို့ရှိရင်ဒီစင်းတို့ဒီတိုင်းမှာဒီဖုန်းတော့ကောင်းတဲ့ဖုန်းဆိုတာမရှိဘူးပထမဆုံးဒီဖုန်းရဲ့ display က AMOLED display ဖြစ်တဲ့အပြင်ပုံမှာ68 billion color တွေ Dolby Vision လိုမျိုးတွေပါဝင်တဲ့အတွက်ရုပ်ထွက်ကသူ့စင်းတို့ဒီတိုင်းမှာစိတ်ချထားလို့ရတယ် color ဘိုင်းကလည်းဆိုရဲအပြင်ကိုမှ twin track ဘိုင်းကလည်းတော်တော်လေးဥမှာအားကောင်းတယ်နောက်ထပ်သူ့မှာပါလာတဲ့ maximum peak brand နဲ့1800နဲ့ဆိုတာကကျွန်တော်အခုလိုမျိုးအိမ်ထဲမှာပဲဖုန်းလုံးသောနေကင်းဘက်အလင်းရောင်မှာဖုန်းမဲ့တော်တော်သူ့ရဲ့ display နဲ့ပတ်သက်လို့ကျွန်တော်တို့ကကောင်းကောင်းမြင်ရတယ်ကျွန်တော်တော့1.5 refreshing နဲ့လာမယ် ဆော်ရွက်ပေါ်ကငင်းငန်းနဲ့နဲ့အရာတော့လုံးဝဒီစင်းတော့ဒီတန်းမှာလုံးဝအဖြစ်ပြောကြမှာမရှိဘူးဂျွတ်တမြအကုန်ပါတယ်နောက်ထပ်ဒီဖုန်းမှာအားသာချက်ဖြစ်သွားတကူကသူ့ရဲ့ပရိုဆာပိုင်းဒီဖုန်းမှာတုံးမိတဲ့ SOC က Snapdragon 7 Gen 2 4နာနိုမီတာဆိုတဲ့ SOC ကိုတုံးမိတဲ့ဒီ SOC ကိုကိုယ်လိုလိုမြင်အောင်ပြောမယ်ဆိုရင်ခုနောက်ပိုင်း Mirage Level ဖုန်းတွေမှာ performance ကျန်တဲ့ SOC အသစ်ဆိုပြီးနာမည်ကြီးနေတဲ့ PVOG 100ထက် CPU က GPU ဘိုင်းမှာပို့ပြီးတော့မှ performance ထွက်တယ်။အဲ့တော့ဒီဖုန်းမှာက Mobile Legends လို့ game အပြင်ပက်ကြည့်လိုမျိုး game ပါကျွန်တော်တို့ကောင်းကောင်းဆော့လို့ရတယ်။ဘယ်ဒီမှာဆိုလို့ရှိရင်လည်း9100 mAh amp power မှာ 67W factor ရနေလာမယ်။အဲ့တော့ကျွန်တော်တို့ကဖုန်းက0 to 100%ကိုမိနစ်အဖြစ်40လောက်အားသုံးရနဲ့အားပြနိုင်မှာဖြစ်တယ်။ ဒါပေမဲ့တခုရှိတာကဒီသူ့မှာသုံးပေးတဲ့ Snapdragon 7S Gen 2ဆိုတာကပူရဲ့ SoC အမျိုးအစားထဲမှာပါဝင်တယ်။အဲ့တော့မိတ်ဆွေကဖုန်းအသုံးပြုတဲ့အခါမှာပူလာလေးကိုတော့လက်ခံနိုင်ဖို့လိုအပ်တယ်။ကင်မရာဘက်မှာဆိုလို့ရှိရင်လည်း triple camera setup ပုံစံမျိုးတွားပေးထားပြီးတော့200 megapixel main camera 8 megapixel ultra wide 2 megapixel micro ဖြင့်16 megapixel selfie camera ကိုထည့်သွင်းတက်ဆင်ပေးရတယ်။သူမှသုံးမိထားတဲ့200 megapixel ဆိုတာကကျွန်တော်အရင်တော့စမ်းကြည့်ခဲ့ရတော့ဆိုလို့ရှိရင်အာအရင်ကအားကောင်းတဲ့နေရာမျိုးမှာရမယ်ဆိုရင် color ကတော်တော်လေးဟိုမှာစိုးရယ်။ပြီးတော့200 megapixel ဖြစ်သွားတဲ့အတွက်ကျွန်တော်ပုံနေပါလေးကို crop ကြည့်မယ်ဆိုလို့ရှိရင်တော့ resolution မကျတဲ့ပုံတွေကို तू ကရရှိသေးတယ်။အဓိကတော့ main lens 200 megapixel နဲ့ရိုက်တဲ့အခါမှာပုံထွက်တွေကတော်တော်လေးဟိုမှာအဆင်ပြေတယ်။နောက်ထပ်က8 megapixel ultra wide ပါဝင်လာတယ်။ဆိုတော့ဒီ ultra wide camera ဆိုတာကကျွန်တော်ပုံမှန်အားဖြင့် ြစ်တော့ဆယ်သိန်းဝန်းကျင်ဖုန်းတွေမှာပဲကျွန်တော်တို့တွေ့ရလိမ့်ရှိရဲ့ဒါပေမဲ့ဒီဖုန်းက Redmi ဖုန်းဖြစ်တဲ့အတွက်8သိန်းဝန်းကျင်လောက်မှာတဲ့ ultrawide lens ကပါဝင်လာတယ် megapixel အဲကတော့8 megapixel ပဲဆိုရင်ပဲကျွန်တော်တို့မပါတာတဲ့စာလို့ရှိရင်တော့ပါတဲ့အတွက်ကျွန်တော်ငင်ကွင်းကျက်ဓာတ်ပုံတွေပါရက်တဲ့ခါကြလို့ရှိရင်တော့အဆင်ပြေစေဒါပေမဲ့8 megapixel ဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးတော့ ultrawide ကိုမမျောလင်းစေချင်ဘူး2 megapixel micro ကတော့ဘာညာရှူဆောင်လေးထည့်ပေးတာရယ်7 camera ကတော့ပုံမှန်ပဲမစိုးဘူးကျန်တာကတော့ stereo speaker ပြီးတော့အတန်းခန့်တဲ့ display corning gorilla glass badge ana display thing ကလုံးဝကိုမှ share ပြီးပဲဆိုတော့ဒီဖုန်းကဘယ်လိုသူတွေဝယ်သင့်လဲဆိုရင် account ကြိုက်တဲ့ဝယ်လိုက်ဒီဘက်က Redmi phone နှလုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ price to performance နဲ့ပတ်သက်လို့ရှိရင်ဘာမှဆိုရင်တရားမရှိဘူး weather ဝယ်လိုက် ဒါပေမဲ့ဖုန်းတိုင်းမှာတော့အားသာချက်ရှိဆိုအားနည်းချက်တွေရလည်းရှိရတဲ့အတွက်ဒီဖုန်းမှာလည်းတေချာပါအားနည်းချက်ကရှိတယ်ပထမဆုံးဒီဖုန်းက China ROM ဖြစ်တဲ့အတွက်ဖုန်းဆက်ဆက်ဖွင့်ခြင်းမှာမလိုအပ်တဲ့ application တွေတရုပ်စာတွေနဲ့နည်းနည်းလေးရှုပ်နေလိမ့်မယ်ဒီဟာကကျွန်တော်တို့လူငယ်အတွက်ဆိုလို့ရှိရင်တော့ခိစားမရှိဘူးဆိုပေမဲ့လူကြီးအတွက်ကျတော့သုံးရတာကနည်းနည်းအဆင်မပြေဖြစ်နိုင်တယ်နောက်ထပ်အားနည်းချက်တစ်ခုက China ဖုန်းတွေရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ notification နောက်ကြတာဒီဟာကကျွန်တော်တို့ setting ကစားနိုင်လို့ရှိရင်တော့ message 10ခုမှာ9ခုလောက်ကိုနောက်မကျအောင်လုပ်လို့ရရဆိုပေမဲ့ဘာနေလဲဒီလိုဖြစ်နေလို့ကိုမကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ဒီ Redmi Note တင်းဘူကအားနဲ့ချက်တစ်ခုအနေနဲ့တော့ရှိနေတယ်။ဆိုတော့ဒီနေ့ပြပြပေးခဲ့တာကဈေးတန်း3သိန်းနဲ့8သိန်းကြားထဲမှာရွေးချယ်တင်တဲ့ဖုန်းတွေကိုကျွန်တော်ပြပြပေးခဲ့တာဖြစ်တယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောကျွန်တော်အခုပြပြပေးခဲ့တဲ့ဖုန်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲ။ကိုယ့်ရဲ့အထင်မြင်တွေကိုဒီဗီယိုရဲ့ comment မှာဝင်ရောက်ဆွေးနွေးပေးသားလို့ရတယ်လို့ဗီဒီယိုလေးကိုကြားနေသက်တယ်ဆိုရင်တော့ကျွန်တော်ကို icon share လုပ်ပြီးတော့ support ပေးသားလို့ရပါလို့ပြောရနေပဲ။ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါ။ကြည့်ရှုပေးခဲ့ကြတဲ့ဗောဓာရီတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောရနေပဲ။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး။